လီရှိရှိမှလေး50-50ပေးတယ်ဆိုရကိစ္စကိုကျမလုံးဝလက်မခံမိမတယောက်ကွက်ကိုအရန်ချစ်လာပြီဆိုလို့ရှိရင်အဲ့မိမပြန်ရန်ကုန်တယ်မိုးဆိုရင်မျက်နှာတစ်ခုထဲမှာရင် procedure အသိတရာလောက်ရှိနေပြီဒါတော့မှမိုးကလုံးဝရုပ်ပြောင်းသွားလို့ထားတာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ငကိုရှိတဲ့အလှကိုပဲနည်းနည်းလေး modify လုပ်တဲ့အနေထားလောက်ပဲရှိသေးတယ်ကျိုးထည့်တာတွေ filler ထိုးတာတွေကတစ်နှစ်လောက်ပဲခံတယ်ဒါမဲ့တစ်ခါထိုးရင်9-20သိန်းကျကုန်ကုန်တယ်ကျိုး filler ဘူတော့ရရခွဲထားတယ်နှစ်ခုပေါင်း30လောက်ကြားတယ်ညခုံးမေးတက်တူငါသိမိထားပါတော့စပင်းစက်တာ3ခါရှိပြီတခါဆက်ရင်15သိန်းလောက်ကုန်တယ်အမေညာမူဒီအကိုစီစက်ထားသေးတယ်ဒီမေးလိုက်ပိုဆက်ရှင်က30လောက်ကုန်မယ် See, see, being, being a girl is very expensive. အဲ့မှာအဲ့လိုမျိုးပြောလို့ရှိရင်ကြားရပြောမှာပေါ့ဟွန်းဒါတွေကညမန်သာနေလှချင်လို့လောက်တာလေငါတို့ရလောက်တော့မဟုတ်တာငါတို့နေပါဆိုင်လို့လဲဆိုတာတကယ်လို့ကွာယူဆိုးပြီးတော့မှာကြည့်လိုက်တာနဲ့လူသားတွေကိုခေါ်သွားပြလို့မရတဲ့ girlfriend ကိုဖြစ်နေခင်မဲ့ဆိုလို့ရှိရင်တို့ရကိုစကားအောင်လာပြောခင်မှာမဟုတ်ဘူးဒိတ်နေပြီဆိုနေမှာတော့စားစရာလေးဖြစ်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 တောက်စရာလေးပဲဖြစ်ဖြစ်အလောက်ကတော့တို့ပေးတင်တယ်ပြီးတော့နှစ်တဲနှစ်ပတ်ကိုတစ်ခါမူကလည်းတဲအမြဲလောက်တယ် ဲ့အတွက်ကြောင့်မလို့လက်သေးနဲ့ခြေသေးကတခါလုံးရင်တသိန်းသိန်းဆိုနှစ်သိန်းလောက်ကုန်မယ် being a girl is very expensive တခါကြောင့်ရှင်ကိုယ့်အကူတော့မချစ်ချင်တော့ခဏကိုဆိုလဲခွဲထားစိတ်ထားလိုက်အကုန်လုံးမသိနေအောင်လောက်ရှိရအခုနောက်ပိုင်း anti aging skin care တွေရဲ့တဆက်တဆက်ရဲ့ဈေးက10သိန်းဝန်းကျင်လောက်ရှိရအဲ့ဒါက2လ3လပဲသုံးရတယ်မင်းကလေးဖြစ်ရတာဘလောက်ဈေးကြီးလဲဆိုတာပြောပြရအောင် တကယ်လို့အဲ့မိန်းကလေးကကိုယ့်အကူချစ်တဲ့မိန်းကလေးသာဆိုလို့ရှိရင်50-50လုပ်ချင်တဲ့ကောင်နဲ့မတွဲနဲ့ပြန်နောက်တစ်ခုမိန်းကလေးတယောက်ရဲ့တကူရေးတန့်ရှိရေးနဲ့ပတ်သက်တဲ့ဖြစ်စီရေးမွေး feminine watch makeup cosmetic skin care pad တန်ပေါင် menstrual cup အော်ကုန်းနဲ့ဟာရအများကြီးပဲမိန်းကလေးတယောက်လှဖို့အတွက်ကိုကကိုတဘောကြချင်စရာလေးဖြစ်အောင်ပဲဖြစ်ဖြစ်ကိုကကိုကော်ဖီလိုက်ရှိရှိချင်လို့ပဲဖြစ်ဖြစ်ပေါ့နော် အဲ့ဒီအတွက်သုံးရတဲ့ပတ်စံကြီးအမင်းကလေးတယောက်တော့အများကြီးပဲဒါမဲ့မင်းကလေးတယောက်ကြီးရဲ့ဖီရိကာယောက်ျားလေးနဲ့ရှင်းနိုင်လို့ရှိရင်ဒီလိုဖြစ်နေ So I don't believe in 50-50 relationship 50-50လို့ချင်တယ်မဆက်မရှိဘူးဆိုလို့ရှိရင်ကျွန်မကိုစကားစားမပြောပါနဲ့